တီးတိမ်တိုင်ငင်လန်စစ်ကော်မရှင်တပ်ပြန်လည်သိမ်းယူထိန်းချုပ်တဲ့တဲ့တွင်နဲ့စားလိုက်အောင်ပါချင်းပြည်နယ်တီးတိမ်မြို့နယ်အတွင်းချင်းတော်လန်ရေးတပ်ဖွဲ့တွေစုမိုးထားတဲ့တီးတိမ်တိုင်ငင်လန်ကိုစစ်ကော်မရှင်တပ်ကပြန်လည်သိမ်းပိုက်ထိန်းချုပ်သွားတယ်လို့ဒေသခံချင်းတပ်ဖွဲ့တွေစီကတရားပါရယ်။အော်တိုဘားလာ29ရက်နေ့ကစလို့စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်နဲ့ချင်းတော်လန်ရေးတပ်ဖွဲ့တွေတိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်စစ်ရေးအရအရေးပါတဲ့အဲ့ဒီလမ်းပိုင်းကိုနိုမာလာ9ရက်နေ့ညပိုင်းမှာလက်လွတ်လိုက်ရတာဖြစ်ပါတယ်။ တို့ရာသွားပြီတိုင်းငင်းကိုတို့ဘက်ကအထိနာတော့နောက်တိုင်းငင်းမှာမနေရအောင်လှုပ်ချင်ရလှုပ်ဆိုပြီးတို့ရဲဘော်တွေကိုအမိန်ပေးတာတွေကြားနေရတယ်လို့ဒေသခံချင်းတော်လည်တပ်ဖွဲ့ဖြစ်တဲ့ CDF CDM စီရင်ပြောရေးဆိုခွင့်ရှိသူကနိုမလာ၁၇ရက်နေ့မှာမျက်စိမှောက်ပြောထားပါဗျ။တော်လိုင်းတက်တွေဟာတိုင်းငင်းရွာကနေမဆုတ်ခွာမီမိုင်းအမြောက်များထောင်ခဲ့ပြီးစစ်ကောင်မရှင်စစ်ကြောင်းဝင်လာချိန်မိုင်းတွေကိုဖောက်ခွဲခဲ့တယ်လို့သိရပါဗျ။ အဲ့လိုတိုက်ခိုက်မှုကြောင့်စစ်ကော်မရှင်တပ်သား20ခန့်တေဆုံးခဲ့ကြောင်းကိုမိုင်းဆွဲခဲ့တဲ့ရဲဘော်တွေနဲ့တပ်သွင်းသတင်းအရပြန်လည်သိရတယ်လို့သူကဆိုပါတယ်။အဲ့ဒီတေဆုံးမှုနဲ့ပတ်သက်လို့တော့မြစည်းမကတိချအတီးပြူနိုင်တာမရှိသေးပါဘူး။အဲ့ဒီစစ်ကြောင်းဟာချင်းတော်လည်တပ်ဖွဲ့တွေ2023ခုနှစ်နိုဝင်ဘာလကတင်ပိုက်ထားတဲ့ကနေဒီတောင်ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက်တီးတိမ်နဲ့ဖလန်းမျိုးလန်ခွဲတိုင်းရင်းမျိုးကိုဆက်လက်တင်ပိုက်ခဲ့တာဖြစ်ပါတယ်။လက်ရှိအခြေအနေမှာစစ်ကော်မရှင်တပ်ဟာ ီးတိမ်မြို့နယ်ကနေဒီတောင်တိုင်းငင်းရွာထိပ်မှာရှိတဲ့စုတောင်းတောင်တိုင်းငင်းလမ်းကနေဖလန်းဘက်လမ်းမမှာရှိတဲ့ဆွာလင်းရွာမော်ဝီရွာနဲ့ဖလန်းမြို့နယ်ဝေဘူးလရွာမှာနေရာယူတပ်ဆွဲထားတယ်လို့သိရပါဗျ။စစ်ကောင်မရှင်ဟာတီးတိမ်တိုင်းငင်းလမ်းကိုထိန်းချုပ်ပြီးချင်းတော်လင်းတပ်တွေတင်ပိုက်ထားတဲ့ဖလန်းမြို့ကိုပြန်လည်ထိုးစစ်ဆင်မဲ့အခြေအနေရှိနေတယ်လို့ချင်းစစ်ရေးသတင်းမြစ်တွေစီကသိရပါဗျ။ ဲဒါကြောင့်ပြည်သူတွေအနေနဲ့အသွာလာတွေတတိထားကြဖို့နဲ့စစ်ရေးခြေအနေတွေကိုအမြဲမပြတ်နားဆွင့်ထားကြဖို့တော်လိုင်းတပ်ဖွဲ့တွေကတတိပေးထားကြပါရယ်ခင်ဗျာစစ်မျက်နှာ၃ခုကနေလက်နှချဖမ်းဆီးရမိတဲ့စစ်ကော်မရှင်တပ်သား90ကျော်ရှိတယ်လို့အေအေထုတ်ပြန်တဲ့သတင်းနဲ့ဆက်ရအောင်ပါ အာရခတက်တော် AA နဲ့ထိတ်တက်ရင်ဆိုင်နေရတဲ့တိုက်ပွဲတွေအတွင်းကစင်ကလျားထွက်ပြေးလာပြီးအညံ့ခံတာနဲ့ဖမ်းဆီးရမိတဲ့စစ်ကော်မရှင်တပ်သား82ဦးထပ်မင်းရှိတယ်လို့အာရခတက်တော် AA ကနိုမလာ17ရက်နေ့မှာသတင်းထုတ်ပြန်လာပါတယ်စစ်ကော်မရှင်တပ်နဲ့ AA တို့အကြားပဲခူးတိုင်းပန်းတောင်မြို့နယ်ညောင်ကျိုးရွာနီးမှာရှိတဲ့ကေလာတောင်ပတ်ဝန်းကျင်ကာကွယ်ပစ္စည်းထုတ်လုပ်ဆက်ယုံကပ္ပဆ16အနီးပတ်ဝန်းကျင်မကွေးရခိုင်အဆက်အမ်ဘရန်လမ်းပေါ်မှာရှိတဲ့နိုင်ရီကန်ပြူဟာကုန်း အေရီတိုင်းတာပေါင်းမြို့နယ်တာပေါင်းကလေးကျေးရွာအနီးနဲ့လေးမြနာမြို့နယ်ဆက်ဆက်ရိုးချင်းလေကျေးရွာတွေအနီးပတ်ဝန်းကျင်ဒေသတွေမှာတိုက်ပွဲတွေနေစဉ်ပြင်းထန်နေတာဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကော်မရှင်တပ်ဖက်ကပါဝင်တိုက်ခိုက်နေရပြီးတိုက်ခိုက်လို့စိတ်မရှိတဲ့စစ်မှုတန်းစူဆောင်ခံရသူတပ်သားတစ်တွေဟာနေ့စဉ်ထွက်ပြေးနေပြီးတချို့ဟာအေးအေးထံကိုလက်နက်ချကြသလိုတချို့ကတော့အေးအေးရဲ့လက်ရဖမ်းဆီးခြင်းကိုခံရတယ်လို့ဖော်ပြထားပါတယ်။ AA ရဲ့ထုတ်ပြန်ချက်အရနိုမာလာ၈ရက်နေ့ကနေ၁၀ရက်နေ့အထိ၃ရက်အတွင်းနိုင်ရီကန်ဘျူဟာစခန်းကအမှတ်၉စစ်မြေပြင်စေးတက်ရင်ခိုလန်အခြေစိုက်တက်ကတက်ချက်မျိုးမင်းထွန်းကပါဆာ၁၆အနီးတိုက်ပွဲတွေက၂၀ဦးလီလာတောင်အနီးတိုက်ပွဲတွေက၁၀ဦးစုစုပေါင်း၃၁ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျာ။ ဒါပြင်အော်တိုဘားလ3ရက်နေ့ကနေနိုဝင်ဘာလ9ရက်နေ့အထိတလကျော်ကာလအတွင်း AR တိုင်းတာပေါင်းမြို့နယ်တာပေါင်းကလေးကျေးရွာနီးနဲ့လေးမျက်နာမြို့နယ်ဆက်ဆက်ရိုးချင်းလေကျေးရွာနီးပတ်ဝန်းကျင်ဒေသတွေမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းစစ်ကော်မရှင်တပ်သားဖမ်းဆီးရမိမှုနဲ့ဗတ်ပြောင်းခိုလုံလာသူစုစုပေါင်း40ကျော်ရှိတယ်လို့ AA ကဆိုပါတယ်။ AAC ရောက်ရှိလာသူအားလုံးနီးပါးဟာ2025ခုနှစ်အတွင်းစစ်ကော်မရှင်ရဲ့အတင်းအာဓမပေါ်တာဆွဲစစ်သားစုဆောင်ခံရရသူတွေဖြစ်ပြီးအသက်18နှစ်မပြည့်သေးသူတွေနဲ့အထက်တန်းကျောင်းသားတွေလည်းပါဝင်တယ်လို့ဆိုထားပါတယ်။ လက်နက်ချလာသူတွေကိုစစ်တုံပန်းဥပဒေနဲ့အညီစောင့်ရှောက်ထားပြီးစစ်ကော်မရှင်ရဲ့တပ်သားစုဆောင်ခံရတဲ့တပ်သားတက်တွေအနေနဲ့အာရခတက်တော်နဲ့ရင်ဆိုင်ထားတဲ့ဘဲစစ်မျက်နှာမှမဆိုအလံဖြူထောင်းတာချိတ်ဆက်ဆက်သွယ်တာတွေနဲ့အလင်းဝင်ရောက်နိုင်တယ်လို့အေအေကအတည်ပြုထားပါတယ်ခင်ဗျာပြုံးလင်ကရွှေဆိုင်ဓမြတိုက်ခံရတဲ့တဲ့ရင်ကိုဆက်ကြည့်အောင်ပါ န္တလေးတိုင်းပြည်ဦးလွင်မြို့မှာရှိတဲ့ရွှေဆိုင်တဆိုင်ကိုဒီကနေ့ဒိုမာလာ၁၂ရက်နေ့မနက်ပိုင်းကအမျိုးသားနှစ်ဦးဓမြဝင်တိုက်တဲ့ဖြစ်စဉ်မှာခုခံကာကွယ်တဲ့ဆိုင်လုံးဂျုံကြီးဝန်ထမ်းတဦးတေဆုံးခဲ့ပြီးကျူးလွန်သူတဦးကိုတော့ဖမ်းဆီးရမိထားတယ်လို့ဒေသခံတွေကပြောပါတယ်အနာဒိန်စစ်ကော်မရှင်တက်တဲ့လက်နက်ကိုင်ပြူစောထီလို့ကြီးစိုးရအရက်ဖြစ်တဲ့ပြည်ဦးလွေမျိုးကမန္တလေးလာရှိုးလမ်းမကြီးပဲအောင်စပယ်ရွှေဆိုင်ဓမြတိုက်ခိုင်ရတာဖြစ်ပါတယ်။ CCTV ရမျိုးသား2ဦးဟာဓမြတိုက်ပြီးဆိုင်ကယ်နဲ့ထွက်ပြေးဖို့ပြင်ဆင်နေတဲ့အချိန်မြို့ကန်တွေကဝိုင်းဝန်းဖမ်းဆီးလာကြောင်းတဦးဖမ်းဆီးခံလိုက်ရပေမဲ့တဦးကတော့ထွက်ပြေးလို့မြောက်သွားခဲ့ပါတယ်။ဒီကနေ့မနေ့8နာရီဝန်းကျင်မှာရွှေဆိုင်ကိုအမျိုးသား2ဦးဆိုင်ကယ်တစ်စီးနဲ့ရောက်လာပြီးဆိုင်ထဲကိုတနက်ဖောက်ဓမြဝန်းတိုက်ခဲ့တာဖြစ်ပြီးသူတို့ကိုဖမ်းဆီးဖို့ကြိုးစားတဲ့အသက်50ဝန်းကျင်အရွယ်ဆိုင်လုံးဂျုံကြီးဝန်တန်းတနက်နဲ့ပြစ်ခတ်ခံရတာကြောင့်တည်ဆုံခဲ့ရပါတယ်။ အဲ့ဒီဖြစ်စဉ်မှာနောက်ထပ်ဆိုင်ဝင်တဲ့အမျိုးသမီးတဦးလည်းထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ဓမြတိုက်မှုဖြစ်စဉ်အတွင်းကျူးလွန်သူတွေဟာရွှေဆိုင်ကနေရွှေပမာဏဘလောက်ယူဆောင်သွားတယ်ဆိုတာကိုတော့အသေးစိတ်မသိရသေးပါဘူး။ပြုံးလွေမျိုးဟာစစ်တပ်ကတို့တွေစစ်တင်တန်းကျောင်းတွေတည်ရှိတဲ့အတွက်အာဏာသိမ်းစစ်ကော်မရှင်ကလုံခြုံရေးအထူးတင်းကျပ်ထားတဲ့မျိုးလည်းဖြစ်ပါတယ်။လက်ရှိမှာရွှေဆိုင်ဓမြတိုက်မှုဖြစ်စဉ်ကနေထွက်ပြေးလွတ်မြောက်နေသူတဦးကိုစစ်ကော်မရှင်တပ်နဲ့ရဲတွေကပြုံးလွေမျိုးအဝင်ထွက်တဲ့မျိုးအတွင်းမှာ ပိတ်ဆို့ရှာဖွေမှုတွေပြုလုပ်နေတယ်လို့သိရပါပါတယ်ခင်ဗျာ